တပည့်တွေတွင်ဆရာပိသားခဲ့ပေမယ့်ပင်စင်ယူပြီးချိန်မှာနေပါရင်ပင်စင်လာစားနဲ့ခက်ခက်ခဲခဲနေထိုင်ရတဲ့ဆရာနဲ့ဆရာမအားလုံးပဲမင်္ဂလာပါရှင်သစ္စလီဘေးညူပေးကနေပြန်လေကကြိုဆိုလိုက်ပါရီဆရာဆရာမတွေဟာတပည့်တွေနဲ့ရိုသေလေးစားမှုကိုရရှိခဲ့ကြပြီးတပည့်တွေအောင်မြင်တဲ့အခါမှာမူရီတာပွားခဲ့ကြသူတွေပါဒါပေမယ့်ပင်စင်လာစားကတော့နေပါရဲတွေပင်စင်ယူပြီးချိန်မှာအဆင်မပြေဖြစ်ကြပါရီဆရာကြီးဦးထိန်အောင်နဲ့ဆရာမကြီးဒေါ်နေကြီးတို့ဟာရန်ကုန်မြို့ကနမေကြီးရဲ့ထက်တန်းကျောင်းတွေမှာ ဆရာဆရာမဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြပါရီပင်စီဘူးရကြာပြီဖြစ်ပေမယ့်ဘဝတခြားမှာရိုးသားသားပဲနေထိုင်ခဲ့တာကြောင့်အင်တလုံးမပိုင်ဆိုင်ခဲ့ပါဘူး။နေရပေါင်းတဲ့ပင်စင်လားစာလေးနဲ့ပဲလောင်းငအောင်သုံးဆဲနေရပြီးကျမ်းမာရေးလည်းချိုတက်နေပါရီ။ဆရာကြီးဦးထိအောင်ကိုတပည့်တွေကဆရာကြီးဦးအောင်သိဆိုတဲ့နာမည်နဲ့လည်းသိကြပြီးဆရာကြီးရဲ့တပည့်များစွာရှိကြပါရီ။ ဆရာဆရာမဖြစ်ပြီးတပည့်တွေနဲ့ကျောင်းကိုတန်ရုံးစင်တွေသွားကြပြီးတော့အလုပ်ထွက်ဖို့နဲ့အလုပ်ပြောင်းဖို့မဆုံးဖြတ်ရတော့ပါဘူးတပည့်တွေကိုတန်ရုံးစင်တွေပြီးတော့ဆရာဆရာမဖြစ်လောက်ကိုင်ခဲ့တဲ့ဆရာကြီးနဲ့ဆရာမကြီးဟာတာသမီတွေလည်းမထွန်းကားတာကြောင့်နှစ်ယောက်သေးပဲနေထိုင်ရပါပြီဆရာကြီးအသက်88နှစ်ရွယ်နဲ့ဆရာမကြီးကအသက်80ရွယ်ရှိနေပြီဖြစ်ပြီးကျန်းမာရေးလည်းမကောင်းကြပါဘူး ဆရာကြီးဦးထိန်အောင်ကအထက်ကတောင်မြောက်ကလာအထက်ကတိတောင်ကလာမှာဆရာဖြစ်လုပ်ကင်ခဲ့ပြီးအသက်အရွယ်ကြီးလာချိန်မှာရင်ကျက်ဝေဒနာကိုခံစားနေရပါတယ်။ဆရာမကြီးဒေါ်နေကြီးဟာအထက်ကနေအင်းစိန်စိန်ကျိုးဆက်ကြောင်းမှာတာဝန်ထမ်းဆောင်ခဲ့ပြီးပါတယ်။ပြီးစဉ်ယူပြီးနောက်မှာနှလုံးနဲ့ကြောက်ကဲ့ဝေဒနာကိုခံစားနေရပါတယ်။ဆရာကြီးကမျက်လုံးမကောင်းသလိုဆရာမကြီးကတော့အချားအယုံမကောင်းလို့နှစ်ယောက်ပေါင်းမှပြေဆုံးလာပါလို့ဆိုပါတယ်။ ဆရာကြီးနဲ့ဆရာမကြီးနေရာပေါင်းပင်စင်လာစာကတော့တသိန်းနှစ်တောင်းပဲရပါတယ်။အရင်ကဆိုရင်နေရာပေါင်းပင်စင်ကတသိန်းခြောက်တောင်းပဲရပြီးတော့တိုးရာကြောင့်သာအနည်းငယ်ပိုရလာတာပါ။ပင်စင်လာစာတွေကနေသုံးဆွဲနေရပြီးပညာသင်ကြားပေးခဲ့မှုတွေတပေဟောင်းဆရာဝန်တူအားဈာမကြီးဆောက်ရှောက်ပေးနေပါတယ်။ဝန်ထမ်းဘဝတခြားဘလောက်ထိဖြူစင်ခဲ့လဲဆိုရင်တော့အိမ်တလုံးမပိုင်ဆိုင်ခဲ့တာဖြစ်ပြီးလက်ရှိမှာဆောင်းငားနေရပါတယ်။လိုင်တရာစနေရက်ကွက်မှာဆောင်းငားနေရပြီးတလောက်ကိုတသိန်းသုံးတောင်းပေးရပါတယ်။ ပေးစင်လာစာ2300တောင်းတဲ့ကနေပြီးတော့ပေးရပြီးတော့ကျန်းနေငွေကိုပဲသုံးရတာဖြစ်ပါတယ်။အခုကိမှာကုန်စည်နှုန်းတွေကြောင့်ဆရာကြီးနဲ့ဆရာမကြီးကတော့ချွေးချယ်နေရပါတယ်။အသက်80နီးပါးရှိပြီဖြစ်တဲ့အတွက်တယောက်နဲ့တယောက်အမိပြုရင်းနဲ့နေထိုင်ကြတဲ့ဆရာကြီးနဲ့ဆရာမဟာတပည့်တွေနဲ့လည်းဆက်သွယ်ပြန်နေပါတယ်။အချို့သောတပည့်တွေနဲ့ပဲဆက်သွယ်ရပြီးတပည့်တွေကတက်နိုင်တဲ့လောက်ကြတော့ကြပါတယ်။ အသက်ကြီးတွေဘိုးဘွားရွှေရောက်လာချိန်မှာသာသမီမရှိလို့အားကိုးရမယ့်သူလည်းမရှိပါဘူး။ဆွေမျိုးတွေကလည်းပြန်မကြည့်နိုင်လို့အဆောင်ခန်းကျကျလေးထဲမှာငှားနေရပါပြီ။ဆရာကြီးနဲ့ဆရာမကြီးရဲ့အကြောင်းကိုဦးစင်တစ်ပါးကဘီယိုရိုက်ပြီးတော့တင်ပေးရကနေတပည့်တွေနဲ့ဆက်သွဲပြန်ရသွားပါပြီ။ဆရာကြီးနဲ့ဆရာမကြီးတို့တပည့်တွေကတော့ကတော်ဘုတ်တွေပြင်ဆင်နေကြပြီလို့ဆိုပါပြီ။ မုံမြင့်တဲ့ဆရာဘွားကိုရွေးချယ်ခဲ့ပေမယ့်ဘဝနေဝင်ချိန်မှာမလားပါတော့ကိုတော့အလုံးကစိတ်မကောင်းဖြစ်နေကြပါရီပေးစင်လာစားကားလည်းနေပါတယ်လို့ဝန်ထမ်းဘွားမှလည်းလာစားကားလည်းလောင်းငါယုံသားရခဲ့တာကြောင့်ခက်ခဲနေတဲ့ဆရာကြီးဆရာမကြီးတွေရှိပါရီဆရာဆရာမတွေတင် जा ပေးတာကြောင့်ပညာတွေတက်မြောက်ခဲ့ကြပေမယ့်ဘဝရဲ့အုံမင်းချိန်မှာတော့ထိထိကျကျနဲ့ဖြတ်တန်းရသူတွေများကြီးရှိပါရီဆရာကြီးဦးထရောင်နဲ့ဆရာမဒေါ်နင်းကြီးတို့လည်းအသက်ရှင်ပြီးတော့ကျန်းမာပါစေလို့ဆုတောင်းပေးလိုက်ပါရီကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်